မင်္ဂလာပါဒီနေ့ကျွန်တော်တို့ grammar pattern လေးတွေလေ့လာကြည့်အောင်ဒီ pattern လေးရကျွန်တော်တည်တံ့ပို့ပေးရဆရာ file နဲ့တွဲပြီးလေ့လာကြည့်ဦးနော်အဲ့တော့ grammar pattern ဆိုတော့ pattern ဆိုတော့သူ့ pattern အလိုက်လေးကိုမှတ်ထားအဲ့ဒါဆိုရင်လေ့လာရလွယ်တယ်ဥပမာတုတ်ပြီး flex adjective ပေါ့နော်အဲ့အောက်မှာဥပမာလေးရေးထားတယ်အဲ့ဒါလေးတစ်ချက်ကြည့်ပေါ့တုတ်ပြီး shine မရှက်ပါနဲ့တဲ့ဘီရဲ့နောက်က adjective လိုက်တယ်အဲ့လေးကိုအလွယ်ဆုံးမှတ်ထားပေါ့တုတ်ပြီး noisy မဆူပါနဲ့လို့ပြောတာ အဲ့ဒီမှာတုတ်ပြီး noisy noisy ဆိုတာဆူညံတော့တော့နဲ့ဆုံးတာ agitated လို့ပြောတာပေါ့နော်အဲ့တော့တုတ်ပြီး lazy မပြင်းမပြင်းနဲ့ပေါ့မပြင်းပါနဲ့လို့ပြောတာအဲ့ lazy ဆိုတာပြင်းကြီးတော့ပေါ့နော်တော့နဲ့ဆုံးတာ agitated အဲ့ဒီပုံစံလေးရတယ်ပေါ့တုတ်ပြီး shine တုတ်ပြီး noisy တုတ်ပြီး lazy အဲ့တော့အများကြီးရှိသေးတယ်ဒါဥပမာအနေနဲ့ပြောပြတာပေါ့နော်အဲ့ဒီ pattern လေးကိုမှတ်ထားရင်ရပြီနောက်တစ်ခု no need to ား no need to ရဲ့နောက်က buff 1ပေါ့နော်အဲ့တော့မလိုအပ်ဘူးတဲ့ဥပမာ no need to say အဲဒီ say ဆိုတာ buff ကိုပြောတာအဲ့ဒါက no need to do that မင်းအဲ့ဒါလို့လုပ်ဖို့မလိုအပ်ဘူးလို့ပြောတာအဲ့တော့ဒါလေးကိုမှတ်ထားရင်ရပြီနောက်တစ်ခု dare to အဲ dare ဆိုတာလုပ်ရဲတယ်တွားရဲတယ်စားရဲတယ်စသဖြင့်ကိုသုံးတာ dare to ရဲ့နောက်ကလည်း buff လိုက်တယ်ပေါ့နော် buff 1ပေါ့ဥပမာ i dare to say ကျွန်တော်ပြောရဲတယ်လို့ပြောတာမင်းမှာ dare to သူရဲ့နောက်ကတော့ buff ပေါ့နော် ်အဲ့ဒါကို I don't dare to do ကျွန်တော်မလုပ်ရဲဘူးလို့ပြောတာအဲ့တော့တခုခုလုပ်ရဲတယ်သွားရဲတယ်စားရဲတယ်စသဖြင့်ပြောခြင်းနဲ့ဆိုရင်ဒီပတ္တန်လေးကိုမှတ်ထားဖို့နော်နောက်တစ်ခု not only but also ဆိုတော့ဥမာဒါလည်းမကလည်းပဲဒါလေးကကျွန်တော်တို့ငယ်တကယ်ရလဲသင်ခဲ့ပြီးသားပေါ့နော်ဥပမာ he is not only handsome but also rich သူကရုပ်ချွဲုံတာမကပတ်စံတည်းရှိရပေါ့နော်နှစ်မျိုးပြောတာပေါ့ အတွက်ရုပ်လဲချောတယ်ပတ်စံလည်းရှိတယ်အဲ့ဒါ he is not only handsome handsome ဆိုတာရုပ်ချောတာ but also rich အတွက်ရုပ်ချောရုံတမကပတ်စံလည်းချမ်းသာတယ်ပေါ့ရုပ်လဲချောတယ်ပတ်စံလည်းချမ်းသာတယ်အဲ့ဒါကိုပြောတာပေါ့နော်နောက်တစ်ခု i like ကျွန်တော်ကကြိုက်တယ်တဲ့ not only apple but also banana ကျွန်တော်ကပန်းသီးတမကငါပြောသေးလဲကြိုက်တယ်လို့ပြောတာပေါ့နော်နှစ်ခုပေါ့ နောက်တစ်ခု max max ဆိုတာတခုခုကိုလုတ်ကိုလောက်ရမယ်တွားဟုတ်တွားရမယ်စားဟုတ်စားရမယ်စသဖြင့်ပြောချင်တယ်ဆိုလို့ရှင်ဒီပုံစံဒီ pattern လေးကိုမှတ်ထားလိုက်ပေါ့နောက်တစ်ခု you must go now မင်းအခုတွားကိုတွားရမယ်လို့ပြောတာမတွားမဖြစ်ဆိုလို့ရှင် max ကိုတုံးတယ်ပေါ့နော်ရမင်းတော့အမယ်လို့ပြောတာတော့တော့အမယ်ပေါ့နောက်တစ်ခု we max learn english ကျွန်တော်တို့အင်္ဂလိပ်စာသင်ကိုသင်ကြားရမယ်လို့ပြောတာအဲ့တော့ max ရဲ့အတိတ်ပဲအဲ့အတိတ်ပဲကိုပြောတာ ဒါလေးကကျွန်တော် grammar pattern ၅မျိုး grammar pattern လေးရဲ့နောက်ကျရင်ဆက်ပြီးတော့ပို့ပေးအောင်မယ်။ဒါလေးကိုအရင်ဆုံးလေ့လာကြည့်ဖို့နော်။